ဒေါသကိုကြတော့ဘုရားလုံးကဘယ်လိုပြောတော့အသေးစိတ်ကလေးပြောတာစိတ်ဝင်စားတဲ့ရှိဒုထတဗုဒ္ဓတာဝါစာပရမသောအနန္တရာတတောပန္ဒီတတောဒန္တောတတတပရမတတိဒေါသောကောဓသမုဋ္ဌာနောတတမဒေါသနာရောစီတက္ကတာကွဲနဲ့တောင်ပြောတယ်ဒေါသဆိုတာတဲ့ကောဓသမုဋ္ဌာနောအမျက်ကြောင့်ဖြစ်တာဟောဒေါသဆိုတာဘာကြောင့်ဖြစ်တာလဲတော့အမျက်ကြောင့်ဖြစ်တာအဲ့လိုဆိုရင်ပိတ္တတို့ကိုနည်းနည်းလောက်ဥစဉ်ကမှတ်သားနိုင်စွမ်းလေးကိုစမ်းကြည့်အောင်မယ် ဒေါသကအမျက်ကြောင့်ဖြစ်တယ်ဆိုရင်အမျက်ကတော့ဘာကြောင့်ဖြစ်တာတော့အဲခုနကမှအဖြေမှန်ထွက်လာနော်ပြောလိုက်တာ၅မိနစ်တောင်မရှိသေးဘူးတောက်လျှောက်မိတ်ပြတ်တာအမျက်ကဘာကြောင့်ဖြစ်တာတော့တီးမခံလို့ဖြစ်တာနော်တီးမခံရင်အမျက်ဖြစ်မယ်အမျက်ဖြစ်ရင်ဒေါသဖြစ်မယ်သူ့အကြောင်းသူ့ကြိုးသွားနေတာဒေါသဖြစ်ပြီဆိုရင်ဘာတွေဆက်ဖြစ်မလို့ဒုဋ္ဌတပြုတ္တဝါစာကြမ်းထမ်းတဲ့ဇာတ်တွေထွက်လာတယ်ဇာတ်ကတာယာနာပြောွယ်မရှိတော့ဘူး ကြာရခက်တဲ့စကားတွေထွက်လာရနော်ဒေါသဖြစ်လာတာလေ။အာရနာပြောဝဲမရှိတော့နှုံနှုံညံ့ညံ့မရှိတော့ကြမ်းတမ်းတယ်။အဲ့ဒီအချိန်မှာဒေါသကိုထိန်းနိုင်ရင်ထိန်းမထိန်းနိုင်ရင်ဘာဖြစ်မလို့ပရမတောအနန္တရာဆွဲညှင်လာတယ်ဆွဲကင်လာတယ်။ကြမ်းစကားစရားတွေထွက်ပြီးလို့ရှိရင်ဒေါသမပြေသေးဘူးဆိုရင်ဘာလို့ဆွဲကင်လာလဲ။ဟုတ်တယ်တခါလေးတက်ရှိအရာကိုစိတ်တူပြီးဆိုရင်အဲ့ဒီလူရဲ့7တို့8ကြီးတို့လက်တို့လှမ်းဆွဲတာမရှိဘူးလား။ တခုခုနဲ့ရိုက်တော့မှနှက်တော့မှလေသူအရင်စဆွဲတာဘုရားလုံးပြောတာအရင်တီးကြကိုစိတ်တို့တာကတက်ရှိမဟုတ်ဘူးတက်မဲ့ဆိုလို့ရှိရင်ဘာပါတော့အဲ့ဒီတက်မဲ့အဟာကိုဆွဲကင်ပြီးတော့ချို့လွှန့်ပြစ်တာတွေပေါက်ပေါက်ချို့ပြစ်တာတွေမရှိဘူးလားအံ့ဩစရာကြီးဒီခါလေးဖုံးပြောရင်းနဲ့ဖုံးကတချို့ဆိုလို့ရှိရင်ဒေါသရမ်းကြီးရယ်လေဖုံးပြောရင်းနဲ့ဖုံးကပြောလို့ရလမ်းအမေစိတ်တို့ပြီးတော့ဒါကအဲ့ဖုံးကိုဘာလို့ပြစ်တာပေါက်ချို့ပြစ်တာရှိကိုခံစားချက်ကိုဒီဖုံးကလည်းတိတာမဟုတ်တက်မဲ့ဖုံးနဲ့တောင်တူပြီးတော့ရမ်းဖြစ်စီ ယူလုတာเนาะဒေါသကလူကိုအယူလုတာဟုတ်လားအဲ့ဒါအယူဖြစ်တဲ့တည်းတရားစဉ်းစားကြည့်အဲ့ဒါဘုရားလောင်းတိတိကျကျပြောစကားချင်းတွေထွက်လာမယ်မထိန်နိုင်ဘူးဆိုရင်ဆွဲကင်လာလိမ့်မယ်အဲ့ဒီချိန်မှာထိန်ရင်ထိန်မထိန်နိုင်ရင်ဘာဖြစ်မတော့ဘူးねတတော်ပါနေတယ်လက်နဲ့ရိုက်မယ်ပုတ်မယ်ထိုးမယ်ဟောတဆင့်တက်လာတယ်အဲ့ဒီချိန်မထိန်နိုင်ဘူးဆိုရင်တတော်ဒန်တော်တယ်အိုစီဒီရှောက်ကြည့်ပြီးတော့ဒုတ်ရှာဒုတ်နဲ့ဘာလို့ရိုက်မယ်နှက်မယ်အဲ့ဒီချိန်မထိန်နိုင်ဘူးဆိုလို့ရှိရင် သတ္တတပရမတတိတဲ့တေစီတက်တဲ့ဓာတ်စာရှိတဲ့လက်နက်ကိုကိုင်းပြီးတော့တတ်အဲ့ဒီကြတော့မှတတရဲ့ဟိုဘက်ကြတော့ဘာမှလုံးစရာလည်းမရှိတော့ဘူးလေအဲ့ဒီထိရောက်သွားရင်တော့ခါရတဲ့လူကလိုရတဲ့လူကဘာတွေဖြစ်ကုန်ပြီးတော့ကြီးမားတဲ့ဆုံးရှုံးမှုပျက်စီးမှုတွေဖြစ်ကုန်ပြီးစေုံစေကရောက်တဲ့လူရောက်မယ်အခမ်းမသိရင်တင်းကျန်ကောင်ရောက်ချင်လဲရောက်သွားမယ်လှုပ်တဲ့လူကတော့ဘယ်ရောက်မှာတောင်းတဲ့ချုပ်တဲ့သွားမှာဟုတ်လားအလွန်တရာမှအကျိုးမဲ့တွေကိုဖြစ်စေတယ်ဆိုတာမထင်ရှားဘူးလားထင်ရှားတယ် ဒါကြောင့်မြတ်စွာဘုရားကဖြစ်ပေါ်လာတဲ့ဒေါသကိုထိန်းနိုင်သိမ့်နိုင်ဖို့အလွန်အရေးကြီးတယ်ပုထုရှင်ဆိုတော့ဒေါသမထွက်ဘူးလို့မရှိဘူးအဆင်မပြေတာနဲ့တွေ့ရင်ဒေါသကထွက်မှာပဲအရေးကြီးတာကထိန်းလိုက်နိုင်ဖို့ပဲအဲ့ဒါကိုမြတ်စွာဘုရားဥပမာပေးတာတခုရှိတယ်ယောဝေဥပတိတံကောဒံရထံဗန္ဒံဝဝါရေတမဟံတာတတိပြုမိရတမိကဟောဣတရောဇနောရှင်တော်ကမြင်ရထားတယ် နော်ခုကိလို့ကားတွေဘာတွေထွန်းကားတာမဟုတ်တော့မြင်ရထားပါနော်အဲ့ဒီမြင်ရထားကိုမောင်းတဲ့လူကဒီမြင်းကိုထိန်းနိုင်မှာနော်ကြောက်တယ်မကြအောင်တခုနဲ့ဝင်းမတိုင်အောင်သူကောင်းကောင်းမောင်းပြီဆိုရင်သူထိန်းနိုင်ရမယ်လေဟုတ်လားမထိန်းနိုင်မှုဆိုရင်ဘာလို့မတို့ဒုက္ခရောက်မှာအဲ့ဒါလိုပဲတဲ့ဖြစ်ပေါ်လာတဲ့ရုပ်တရက်ဖြစ်လာတဲ့ဒေါသကိုယထားကိုထိန်းတယ်လို့မျိုးကိုကထိန်းနိုင်ရမယ်လမ်းကြောင်းတဲ့တယ်လေးကိုသွားနိုင်ရမယ်ဝင်းမတိုက်စီရအောင် ဖြစ်နေတဲ့ဒေါသကိုလုံးမလို့ထိန်းနေရမယ်အဲ့ဒါဆိုလို့ရှိရင်အဲ့ဒီလူကိုငါယထာဒိန်လို့ဆိုလေတဲ့သူကယထာဒိန်ပဲတဲ့တာမန်ယထာတက်မောင်းတဲ့လူတွေကတော့ဒေါသကိုမထိန်းနိုင်မင်းနဲ့တာမန်ယထာတက်မောင်းတဲ့လူတို့တော့ယထာဒိန်လို့မခေါ်ဘူးသူကကျိုးခိုင်းတဲ့မြတ်စွာဘုရားဘလောက်စကားတတ်တော်မူသလဲဆိုတာစဉ်းစားနော်ဖြစ်လာတဲ့ဒေါသကို ထိန်းနိုင်တဲ့လူကမှယထာဒိန်တဲ့ဟုတ်လားပဂရိယထာမောင်းတဲ့လူတွေကယထာဒိမ့်မဟုတ်ဘူးအဲ့ဒါကကျိုးကိုင်တဲ့ကျိုးပဲကိုင်လိုက်နေတယ် တကောတက္ကမတို့ဦးဇင်းတို့ရဲ့ဒီခန္ဓာဟာဘဝဆိုတဲ့ပြေးလမ်းပေါ်မှာပြေးနေတာဟုတ်လားအဲ့တော့ဒေါသထွက်လာပြီရှင်ဦးဇင်းတို့ဘာလုံးနိုင်မလို့တော့ထိနိုင်မလို့လည်းမထိနိုင်ဘူးရှင်ပြေးလမ်းဘာဖြစ်တော့ချောကြသွားဘဝပြတ်နိုင်တယ်နော်အချုပ်တဲ့ထောင်ထဲမှာပေါ့အပြည့်နေတဲ့လူတွေဟာကိုယ်စီရခိုင်တော့တော့ကဒီဒေါသရဲ့အလိုကိုလိုက်လိုက်လို့ပဲလေဟုတ်လားဒါကြောင့်ဘုရားလုံးပြောတဲ့ဒေါသရဲ့အပြစ်ကိုတိကျစဉ်းစားဟုတ်လား အမြဲကြောင်ဖြစ်တဲ့ဖြစ်လာပြီဆိုရင်စကားချင်းတွေကိုအရင်ဖြစ်ပေါ်စီတဲ့တားမရဘူးဆိုရင်စွဲကင်လာတဲ့ထုံမတဆင်လက်ထုံမတဆင်ဒုတ်ထုံမတဆင်ဒါလက်နဲ့ဟုတ်လားအဲ့လိုမျိုးအကျိုးမဲ့များစွာကိုဖန်တီးစီတဲ့ဖြစ်စီနိုင်တဲ့အတွက်ကြောင့်ဒီဒေါသကိုတတ္တမဒေါသနာတော့စီအဲ့ဒါငါမကြိုက်ဘူ